မင်္ဂလာပါခင်ဗျာနေ့စဉ်မိုးလေဝသသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ2025ခုနှစ်စက်တင်ဘာလ29ရက်နေ့နနက်9:00အချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်9:00အခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်အနောက်မြောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းအိန္ဒိယနိုင်ငံအရိဒါပြည်နယ်တောင်ပိုင်းကမ်းလွန်အန်တာပရဒိရှ်မြောင်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာအနောက်ဘက်သို့ရွေ့လျောက်ခဲ့ပြီးဘင်္ဂလားပင်လယ်အော်အနောက်မြောင်ပိုင်းအိန္ဒိယနိုင်ငံအရိဒါပြည်နယ်တောင်ပိုင်းကမ်းခြေအနီးသို့ရောက်ရှိခဲ့ကာမြန်မာနိုင်ငံစစ်တွေမြို့အနောက်အနောက်တောင်ဘက်ရေမိုင်420ခန့်အိန္ဒိယနိုင်ငံပူရီမြို့ အနောက်ဘက်ရေမိုင်35မိုင်ခန့်ကိုပါပုံမြို့အရှေ့ဘက်ရေမိုင်35မိုင်ခန့်ကာလင်္ကာပတနံမြို့ရဲ့အရှေ့မြောက်ဘက်ရေမိုင်100ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးကျမ်းပင်လားပင်လယ်အော်တမှာမုတ်တုံလေးအားအသေးသေးရှိနေပါပဲထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းထွာချက်များအရဖိလစ်ပိုင်ပင်လယ်ပြင်နောက်ပိုင်းမှာဖြစ်ပေါ်နေသော အားကောင်းသောပူပိုင်းမုံတိုင်းပူလိုင်းဟာနောက်ဆက်နှစ်နာရီအတွင်းတောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ထိုမှတစ်ဆင့်အနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျှောက်ကတိုက်ဖုန်းမုံတိုင်းဟာနောက်58နာရီအတွင်းဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေများကိုဖြတ်ကျော်မယ်လို့ခန့်မှန်းရပါတယ်။ယနေ့ညထိခန့်မှန်းချက်ကတော့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျမန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ် ရှမ်းပြည်နယ်ရှိပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမုတ်ထချုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ရယူတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယင်ပြည်နယ်နဲ့မုံပြည်နယ်တို့မှာနေရာကွက်ရေမိုးကြီးနိုင်ပါတယ်။ရွာရရာနှုံးပြဖြစ်ပါတယ်။မုတ်ထိတ်အောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရန်ကုန်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အထက်ပိုင်းရယူတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်တို့မှာမုတ်ထိတ်အောင်ဖြစ်ထုမှုအားကောင်းလျက်ရှိပြီးအဆိုပါမုတ်ထိတ်အောင်များရွေးချယ်တာတစ်ချောင်း ိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ကြုံခြင်းမိုးချိုးပြစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျူးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။မြမကောင်းတဲ့တစ်ချောင်းနဲ့ကဲလုံးပြင်းလေပြင်းတို့မှာရမချန်ကမိုးသက်လေပြင်းများကြကြောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းကြသည့်ရေပြင်းပြင်းပြင်းလေဟာတနအိုင်ကို35မိုင်အထိတိုက်ခိုက်နေပါသည်။လှိုင်းပြင်းမှာမြမကောင်းတဲ့တစ်ချောင်းနဲ့ကဲလုံးပြင်းလေပြင်းတို့မှာ10မိုင်12မိုင်ကရှိနေပါသည်။နောက်နေ့အတွက်ကမန်းချက်ကတော့ဘဂိုးတိုင်းဒေသကြီးနေတိုင်းဒေသကြီးကင်းပြည်နယ်မိုးပြည်နယ်တို့မှာမိုးပူလာနိုင်ပါသည်။ဒီပြောင်းတဲ့နေ့တွေ့တဲ့ယနေ့ညနေတိခံမှန်းချက်ကတော့မိုးတကြိမ်ညချင်းထိချုံရအောင်မယ်ရွာရွာနှုတ်ပြဖြစ်ပါတယ် ရန်ကုန်မြို့နယ်နေထိုင်တဲ့ယနေ့ညနေထိခံမှန်းချက်ကတော့မိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။ရွာရာနောက်မြို့ဖြစ်ပါတယ်။မန္တလေးမြို့နယ်နေထိုင်တဲ့ယနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရာနောက်မြို့ဖြစ်ပါတယ်ခင်ဗျာ။